တရင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစ်စက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာခုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းလာမျိုးနယ်ဘူတထောင်ချေးဝါကိုစစ်တပ်ကမီးတင်ရှုံနေပြီးစစ်တပ်ရရှိကြီးတွေတည်ဆုံခဲ့တဲ့မင်းလာတိုက်ပွဲတွေကြောင့် မျိုးနယ်အတွင်းကိုစကောင်းစီကအင်အားအလုံးရဲနဲ့စကြောင်းထိုးလာတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အကြံဘက်စကောင်းစီလာအောက်ခံတပ်များကမင်းလာမျိုးနယ်ဗိုလ်တထောင်ကြီးဝကိုစစ်တပ်ကမီးတင်ရှို့နေတယ်လို့မင်းလာမျိုးနယ်မှာပြည်သူများနဲ့ဒေသတရင်ရဲမြစ်ကပြောဆိုပါတယ်။ဒီကနေ့ဇွန်လ23ရက်နေ့မနက်9:00နာရီချိန်မှာစတင်ပြီးအကြံဘက်စကောင်းစီကပဲခူးတိုင်းနောက်ပိုင်းတာယာဝတီကရိုင်မင်းလာမျိုးနယ်ဂံကောပင်အုပ်စုဗိုလ်တထောင်ကြီးဝကိုမီးတင်ရှို့နေခြင်းဖြစ်ကြောင်းအဆိုပါကြီးဝမှာပြည်သူများဟာထွက်ပြေးဒိန်းရှောက်နေရကြောင်း လက်ရှိမှာပြည်သူများဖန်ဆီတပြက်ခံရမှုအခြေအနေရှိမရှိမသိရသေးပဲအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်ပြည်သူအများစုထွက်ပြေးဒိန်းရှောင်နေရတယ်လို့သိရပါတယ်။အခုတိုက်ပွဲဖြစ်တာမရှိဘဲနဲ့စစ်ကြောင်းတွေထိုးလာပြီးတော့မီးတင်ရှို့တာပါ။ပြည်သူတွေအများစုကထွက်ပြေးဒိန်းရှောင်ကြရပေမဲ့ဖန်ဆီတပြက်ခံရတဲ့သူရှိမရှိလည်းမသိရသေးဘူးလို့မင်းလာမျိုးနဲ့အခြေဆိုင်မင်းလာတရင်ကြီးမြက်ကပြောပါတယ်။ဒါပြင်ယမန်နေ့ဇွန်လ22ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကဦးတို့ကငင်ပင်အုပ်စုဦးတို့ကျော်လန်းစုရွာကနေရင်တလုံးနဲ့ ညနေပိုင်းမှာရွေကုံရွာထဲမှာရှိတဲ့တေယောကုံဂျိုဒရာအနီးမှာနေနှလုံးတို့ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အရင်ရက်တည်းကတည်းကစကြောင်းထိုးမဲ့တရင်ကြလို့ဂန်ကောပင်အုပ်စုမှာရှိတဲ့ရွာတွေအားလုံးအိမ်ဆောင်လူလောက်ထားပြီးနေဆိုင်ရရွာတွေနဲ့မင်းလာမျိုးပေါ်တိန်းဆောင်နေရပါတယ်။ဒီနေ့မနက်မှာဘိုးတထောင်ရွာကိုစတက်ကမေးဝင်ရှို့လို့ရွာမှာကျန်းတဲ့အိမ်ဆောင်တွေလည်းဘေးလို့ရထွက်ပြေးကြရတယ်လို့ဒေသနေပြည်သူတအူးကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်းလာမျိုးနဲ့အုတ်တွင်းရွာအနီးမှာရှိတဲ့ အကြံဘတ်စစ်တပ်ရဲ့စကွင်းတဆုံစစရေးကိတ်ကိုတော်လိုင်းတပွဲအများကတိုက်ခိုက်ခဲ့ရမှာအဲ့ဒီတိုက်ပွဲတွင်အကြံဘတ်စစ်တပ်ကတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းအောက်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဗိုလ်မှူးဖြိုးမင်းဦးတာယာဝရီခရိုင်ဒုတိယရဲမှူးကြီးစောခိုင်မင်းလာမျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဗိုလ်မှူးရန်နိုင်အောင်အပါဝင်အကြံဘတ်စစ်တပ်က20ဦးထက်မနည်းတည်ဆုံးခဲ့တာဖြစ်ပါတယ်ထို့ကဲ့သို့စစ်တပ်မှရရှိကြီးများအပါဝင်တည်ဆုံးထိခိုက်မှုတွေများပြားလာကြောင်းအကြံဘတ်စကောင်းစီတပ်ကဇွန်လ19ရက်နေ့မှစတင်ပြီး မင်လာမျိုးနဲ့အတွင်းကိုစင်းအားလုံးရင်းနဲ့စကြောင်ထိုးလာကောင်းဂျေးဝါများကိုမီတင်ရှုံးမှုတွေစက်တိုက်လှောက်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နေပြီးတော့အာမာတီဗီဝင်တဲ့မနင်းရင်ဖြူကိုဒေါံဇာစုကြည်ရဲ့တက်ရှိဆက်ပြေးမွင်းနေစူတောင်းမှုနဲ့ပန်တပိတ်မှာပါဝင်ခဲမှုကြောင့်စကောင်းစီကဖမ်းဆီးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်နေပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ MRTV ဝင်တဲ့မနင်းရင်ဖြူကိုဒေါံဇာစုကြည်ရဲ့တက်ရှိဆက်ပြေးမွင်းနေစူတောင်းပြီးပန်တပိတ်ပါဝင်ခဲမှုနဲ့စကောင်းစီကဖမ်းဆီးလိုက်တယ်လို့ MRTV ဝန်ထမ်းတိုင်းဝိုင်းနဲ့စကောင်းစီရဲ့ထုတ်ပြန်ကြေညာချက်ရသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့လူလူကောင်းဆောင်တော်ဇန်စုကြည်ရဲ့တရှိဆက်ပြည့်မွေးနေ့အဖြစ်ဗန်တပိတ်မှာ MRTV ဝန်ထမ်းမနေရင်ဖြူခေါ်နှောင်းနှောင်းကပါဝင်ခဲ့ပြီးတော့အဲဒီလိုတော့ဇန်စုကြည်ရဲ့မွေးနေ့ဆုတောင်းဖြစ်လူမှုကွန်ရက်မှာ Happy Birthday ပါအမေစုအသက်ရှင်အနာမဲပါစေ။ဘဝဆက်တိုင်ချစ်တော်သူများနဲ့ဂွေကွေးရခြင်းဒုက္ခမှဝေးပါစေ။တော်ကောင်းများနဲ့တာကြုံတွေ့ရပါစေလို့ရည်တာခဲ့ကြောင်းဒါပြင်ဗန်တပိတ်ပါဝင်မှုအနေနဲ့ ဘန်ပန့်နဲ့တပုတ်များကိုလည်းလူမှုကွန်ရက်မှာမျှဝေ posting ခဲ့တယ်လို့သိရပါတယ်။သူကဘန်တပိတ်မှာပါဝင်လာရဲ့အမေစုမွေးနေ့ဆူတောင်းပေးတာရဲ့ကို Facebook မှာတင်တယ်။အားဒါကို Snow Queen ဆက်လော်ပြီး Telegram Channel ကနေဖမ်းပေးပါဆိုပြီးတင်တယ်။အရင်နောက်ဇွန်လ21ရက်နေ့ည7:00နာရီလောက်မှာဂျမ်းမတ်စတက်ကသူ့ကိုဝင်ဖမ်းလာလို့ MRTB ဝန်ထမ်းတအုပ်ကပြောပြပါတယ်။အဲလိုဖမ်းဆီးခံရတဲ့အချိန်မှာ MRTB ဝန်ထမ်းမနေရင်ပြူဟာနေပြီးတော့တကုံးမှာရှိတဲ့ MRTB ဝန်ထမ်းအရာမှာရှိနေခြင်းဖြစ်ကြောင်း Telegram Channel များကသူမကိုဖမ်းဆီးရန်လုံဆောက်ခဲ့ကြမှာ တောင်စားစုကြီးအတွက်မွေးနေ့ဆုတောင်း post ကိုပြန်လည်ဖျက်ခဲ့ပေမဲ့အချိန်မမီတော့ဘဲနဲ့ဖန်ဆီးခံလိုက်ရကြောင်းလက်ရှိမှာတုံးမှအသုံးပြုနေတဲ့ Facebook အကောင့်များနဲ့ဖုန်းများအားလုံးကိုလည်းအကြမ်းဖက်စက်တက်နဲ့ရဲများကတင်းဆဲသွားကြောင်းသိရှိရပါတယ်။ဒါပြင်ဒီကနေ့ထုတ်စကောင်းစီရဲ့ဝါဒပြန်သတင်းစာများထဲမှာလည်းနိုင်ငံတော်ရဲ့တည်ငြိမ်အခြေအနေကိုပြပြစေရန်နဲ့အစိုးရရန်ရာများပြပြစေရန်ရည်ရွယ်လျက်လုံးဆော့ခြင်းဝါဒပြန်ခြင်းနဲ့ပြုလုပ်ခဲ့တဲ့ August နဲ့ Facebook အကောင့်ပါရှင်ဖြစ်တဲ့မြမတန်ရဲ့ရုံမြင့်တန်ကြာဝန်ထမ်းအရာမှာနေတဲ့နင်းရင်ဖြူကောနောင်နောင်ကို ဇွန်လ27ရက်နေ့ညပိုင်းမှာဖမ်းဆီးထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်ဂျမန်စစ်တပ် lobby Telegram channel များထဲမှာဗန်တပိတ်မှာပါဝင်ခဲ့တဲ့စကောင်းစီလောက်ခန့်ဝန်ထမ်းများပြည်သူများနဲ့ကျောင်းသားများကိုဖမ်းဆီးရန်အတွက်လုံဆောင်မှုတွေကိုစတိုက်လုံဆောင်နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြောက်ရီမြို့နယ်ဒီပါကလေစစ်စခန်းကို GNL ပူပေါင်းတပ်များကတိုင်ပရရှိပြီးအကြမ်းဖက်စစ်ခွေးများထိုင်းဘက်သို့ထွက်ပြေးသွားကလက်ရှိမှာထိုင်းနဲ့မြန်မာနယ်စပ်တစ်ခုလုံးကို KNU ကထိန်းချုပ်ရန်တော့ ဝေါ်လီဥကရေထားနဲ့ဒီသေးကလေးစက်တက်စကန်၃ခုသာတင်ပိုက်ရန်ကြံ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြ ாவ ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီပါကလေးစကန်ကိုကရင်မြို့သားလူမျိုးရေးတပ်မတော် GNL ဦးဆောင်တဲ့မာမိတ်တပ်များကတင်ပိုက်ရရှိခဲ့ပြီးတော့ထုံးစံတိုင်းချမ်းပတ်စစ်ခွေးတွေထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့ GNL စီရေးတရင်ရင့်မြစ်ကပြောပါတယ်။ယမန်နေ့ဇွန်လ22ရက်နေ့မွန်လွဲ3:45မိနစ်ချိန်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချမ်းဘက်စကောင်းစီတက်ရဲ့ဒီပါကလေးစစ်စကန်ကိုတင်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အရင်နောက်ဆိုပါစကားမှစခွေးများဟာထုံးစံအတိုင်းထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်းလက်ရှိမှာနေမည်ရှင်းလင်းရေးတွေလှုံ့ဆော်နေဆဲဖြစ်ပြီးအကြမ်းဖက်စစ်ကွေးတေဆုံးမှုနဲ့လက်နက်ခဲယံတင်ပိုက်မှုအခြေအနေတွေကိုစစ်ဆင်နေဆဲဖြစ်တယ်လို့သိရပါတယ်အခုဒီကားပလဲစကန်းကိုဇွန်လ9ရက်နေ့မှာစပြီးတော့ပူပေါင်းတပ်တွေကဒရုန်းနဲ့ဘုံးတွေစားကြတယ်အဲ့ဒီကလေးကပိတ်ဆို့ထားတာပါနောက်ပြီးဇွန်လ21ရက်နေ့မှာတော့စကန်းရဲ့ area တွေကိုစတင်ထိုးပေါက်ဝင်ရောက်ခဲ့ပြီးတော့ဇွန်လ20ရက်နေ့မွန်လွဲပိုင်းမှာအပိတက်တင်ပိုက်ရရှိခဲ့ပါတယ် အဒီစကန်ကဝေါ်လီဗျူဟာကုန်းအနီးမှာရှိနေတဲ့ကာကင်စကန်လည်းဖြစ်ပါတယ်။အဒီတော့ဒရုံပေါင်းစုံကျဲပြီးတော့လက်နက်ကြီးဆက်လက်ဘွိုင်းဖိုက်ဖြစ်ကူတွေနဲ့စုံမိုးတက်သိမ်းတာပါလို့စကန်တိုင်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောပြပါတယ်။အဆိုပါဂျမ်းဘတ်စကောင်းစီရဲ့ထိပါကလေးစက်တက်စကန်မှာအဂျမ်းဘတ်စခွေအင်အားအနည်းဆုံး80မှ90ကြာတက်ဆွဲထားပြီးတော့လက်ရှိမှာစခွေတည်ဆုံမှုအခြေအနေနဲ့လက်နက်ခဲယံရရှိမှုအခြေအနေကိုစစ်ဆင်နေဆဲဖြစ်ကြောင်းပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလည်း အဆိုပါထိပါကလေးစကန်းကိုခေနလီတံများကဒိုးစစ်စင်တိုက်ခိုက်ခဲ့ဘူးပေမဲ့ဒိန်ပိုက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၂၀၂၃ခုနှစ်စက်တင်ဘာလတွဲမှာထမ်းမှန်ပြီးတော့အဲ့ဒီထိပါကလေးစစ်စကန်းကိုဒုတိယအကြိမ်ထမ်းမှန်ဒိန်ပိုက်ရန်စူးစမ်းခဲ့ပေမဲ့လည်းစကန်းကိုဒိန်ပိုက်ရန်လက်ဒကန်လိုမှပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၂၀၂၅ခုနှစ်ဇွန်လ၂၂ရက်နေ့မှာမှအဘိသက်တိုက်ခိုက်ဒိန်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုဒီထိခါပလေစကန်းနေရာကအရင်တုန်းကကရန်ညုံဌာနချုပ်ရုံဖြစ်ခဲ့ဘူးတယ်။၂၀၂၃ခုနှစ်မှာပထမအကြိမ်နဲ့ဒုတိယအကြိမ်ထိုးစစ်ဆင်ခဲ့ဘူးတယ်။ အခု2025ခုနှစ်ဇွန်လမှာမှအဲ့ဒီစကန်ကိုပြန်လဲရရှိတာပါလို့ကရင်စေရဲ့သတင်းရင်းမြစ်ကပြောပါတယ်။အခုနှစ်ဇွန်လ3ရက်နေ့မှာစပြီးတော့ထိုင်းမြန်မာနယ်စပ်ရှိစကောင်းစီတပ်ရဲ့ဒေပေါ်ဘိုးတပ်စကန်ကိုတော်လန်ရေးတပ်များကတင်ပတ်ရရှိခဲ့ပြီးနောက်ဇွန်လ22ရက်နေ့မှာထီကပလဲစကန်ကိုထပ်မံတင်ပတ်ရရှိခဲ့ခြင်းဖြစ်ရမှာ။အခုဇွန်လအတွင်းစတက်စကန်နှစ်ခုကိုကရင်နယ်လေးကစတိုက်တင်ပတ်ခြင်းလည်းဖြစ်ပါတယ်။ဒါပြင် KNU ကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်တင်ပတ်ရန်တို့ကအကြံပတ်စကောင်းစီတပ်စကန်ဒုံကူတာတင်ပတ်ရန်ချန်ရှိတော့ပြီ။အဲ့ဒီစကန်တွေဟာဥက္ကဋ္ဌ ဝေါ်လီဗျူဟာကုန်းနဲ့ဒီတဲလေစက်တက်စကန်တို့ဖြစ်တယ်လို့သိရပါတယ်။အခုဦးကရထစကန်ကိုလည်းရရှိဖို့အတွက် PDN နဲ့ KNL ပူးပေါင်းတက်တွေကဘေးစိုးဖျက်တောက်ထားပါတယ်။မကြခင်ရရှိတော့မှာဖြစ်ပါတယ်။ပြည်သူတွေတရင်ကောင်းကြားရမှာပါလို့ KNC ရဲ့တရင်ရင့်မြစ်ကပြောပါတယ်။လက်ရှိမှာ KN ညူကမတ်လ AP လမေလာနဲ့ဇွန်လတွေမှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ဂျမ်ဘက်စကောင်းစီရဲ့ပိုလိုတူခလဲတွေတခေါ်ပီခွေမော်ဖာတူစကန်ကားလေစကန်များမဲလာဘလက်တိုမော်ခီဘရင်အောင်စကန်ကုန်ကနဲလေးစကန်နဲ့ရွှေရည်မြိုင်တစကန် ်အခုဇွန်လ3ရက်နေ့မှာဒေပေါ်ဘူးတက်စကန်ဇွန်လ22ရက်နေ့မှာဒီပတ်ကလေးစကန်တို့ကိုတင်ပရရှိခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မလိုင်မျိုးပေါ်စားတောက်ဆိုင်မှာတောက်စားမိုးယူပြီးဂွင်းရထွက်ဝဲတဲ့တက်ချက်ကြီးအောင်ကိုဝင်းကို BDA ရဲမေတွေကလက်နက်များနဲ့အတူရှင်ဖမ်းမိခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်မန္တလေးတိုင်းမလိုင်မျိုးပေါ်စားတောက်ဆိုင်မှာတောက်စားမိုးယူပြီးဂွင်းရထွက်ဝဲတဲ့ဂျမ်ဘတ်စက်တက်ရဲ့တက်ချက်ကြီးအောင်ကိုဝင်းကို BDA ရဲမေတွေကလက်နက်များနဲ့အတူရှင်ဖမ်းဆီးမိခဲ့တယ်လို့ဒေါန်နာမျိုးနယ်ဘက်ကဖားမှတာဝန်ရှိသူတဦးကပြောဆိုပါတယ် ယမန်နေ့ဇွန်လ22ရက်နေ့မနက်9:00နာရီခန့်ကမလိုင်မြို့ပေါ်မှာရှိတဲ့ဇာတောက်ဆိုင်တစ်ဆိုင်မှာအကြမ်းဖက်စကောင်းစီတပ်သားများကတောက်စားမိုးယိုးနေတယ်လို့သတင်းရတာကြောင့်တောင်တာမြို့နယ်ပြည်သူ့ကားွက်ရေးဖွဲ့မှရဲမေများဦးဆောင်တဲ့ဖွဲ့ကတွားရောက်ဆောင်ဆိုင်နေစမှာအရန်မူပြီးကွန်းရထွက်ဝဲတဲ့တက်ချက်ကြီးအောင်ဝင်းကိုကိုအရှင်ဖန်ဆီးနိုင်ကြခြင်းဖြစ်တယ်လို့သိရပါတယ်အဆိုပါဖန်ဆီးခံရတဲ့တက်ချက်ကြီးဟာအကြမ်းဖက်စစ်တပ်ရဲ့မိထီလာအမတ်တက်မတော်အခြေစားစက်ရုံမှာတက်ချက်ကြီးအောင်ဝင်းကိုဖြစ်ပြီး MA1 အမျိုးအစားတနက်တလန်5.56ကြီး250တောင်းလို့နဲ့တူဖန်ဆီးရမိခဲ့တယ်လို့သိရပါတယ် အခုကျွန်တော်တို့ဖန်ဆီးရမိတဲ့တစ်ချက်ကြီးအောင်ဝင်းကိုကိုစတုံးမှန်ဥပဒေနဲ့ညီထိန်းသိမ်းထားပြီးတော့ဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ဒေါန်တာမျိုးနဲ့ဘကဖားမှတာဝန်ရှိသူတဦးကပြောပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အီရန်ကိုတိုက်ခိုက်ခဲ့တဲ့အမေရိကန်ရဲ့ Midnight Hammer စစ်စင်ရေးမှာ B2 ဘုံကျဲလေးယဉ်ကြီး9စီးရပါဝင်၄ယဉ်125စီးအေယာမဘန်ကဖြတ်ဘုံ12လုံးနဲ့ဇလက်နဲ့85ခုထက်မနည်းကိုစစ်စင်ရေးမှာအသုံးပြုခဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။အီရန်ကနျူကလ িয়ার နေပညာဆိုင်ရာ ဒုတိယတနာစကန်ဒုံကူကိုတိုက်ခိုက်ခဲ့တဲ့ဆက်စိတ်ရဲ့ဒေးစိတ်အချက်လက်တွေကိုအမေရိကန်ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်အတည်ပြုလာခဲ့ပါတယ်။မူလကအဲ့ဒီ300စလုံးကိုအမေရိကန်ရဲ့ဘီတူဘုံကျဲလေးရင်ကြီးတွေကဘုံနေကျဲချပြီးဖျက်ဆီးခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရေပူရဆန့်ဆန့်ပြောဆိုခဲ့ပေမဲ့အမေရိကန်ကာကွယ်ဝင်ကြီးဌာနဖြစ်တဲ့ပင်ဒဂွန်ရဲ့ထိတ်တန်းရာရှိတွေကယမန်နေ့ဇွန်လ22ရက်နေ့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာရေတက်နဲ့လေတက်ကပူးပေါင်းဆက်ဆင့်ခဲ့တာလို့ရှင်းပြထားပါတယ်။ Midnight Hammer လို့နာမည်ပေးထားတဲ့အဲ့ဒီဆက်ဆင့်ရာ အီရန်ရဲ့ဖော်တိုနတ်တက်စ်နဲ့အဖာဟန်နျူကလ িয়ার စခန်း၃ခုကိုပြင်ပထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးတော့အမေရိကန်တမိုင်းမှာလေတပ်ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးတန်ဖိုးအကြီးဆုံးမဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေဖြစ်တဲ့ဗီဒူးတွေကိုရေတွက်အများဆုံးအုံချခဲ့တဲ့စစ်စင်ရည်ဖြစ်တယ်လို့လည်းအမေရိကန်စစ်ဦးစီးရာရှိချုပ်ဗိုလ်ချုပ်ကြီးတန်ကင်းကပြောပါတယ်။ရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ဗီဒူးဘုံကျဲလေယာဉ်စုစုပေါင်း20အထိအမေရိကန်လေတပ်ကပိုင်ဆိုင်ထားပြီးအခုစစ်စင်ရည်တွေကခုနှစ်ဆီးကိုအသုံးပြုခဲ့တာလို့သိရပါတယ်။ အဆိုပါမစ်နိုက်ဟမ်းမဆစ်စင်ရဲ့ဦးစားပေးပြမဟာတောင်တလုံးအောက်မှာနက်နက်ရှိုင်းရှိုင်းဒူးပေါ်တိဆောက်ထားတဲ့ဖော်တိုစကန်ဖြစ်ပါတယ်။အဲဒီစကန်ကိုဘီတူဘုံကျဲလေးရင်၆စီးကတလုံးကိုပေါင်၃၀၀လေးချိန်ရှိတဲ့အေယာမဘန်ကဖြတ်ပုံနှလုံးစီစုစုပေါင်း၁၂လုံးကျဲချခဲ့တာဖြစ်ပါတယ်။ဘရဲလိုအမီပြောင်းနာမည်ခေါ်ဝေါ်လေးရှိတဲ့ဘီတူဘုံကျဲလေးရင်ကြီးခုနှစ်စီးဟာအမေရိကန်စံတော်ချိန်အရဇွန်လ၂၀ရက်နေ့မနက်ပိုင်းမှာမေဆိုရီပြည်နယ်အခြေစိုက်စကန်ကနေအီရန်နိုင်ငံစီစတင်ပြန်တန်ထွက်ခွာခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒီ၁၈နှစ်အရကြာခရီးစဉ်တော်တွင် လန်ခူလက်မှာဗီဒူးတွေကိုလေထဲမှာတင်ပြန်တန်းရင်စီဖြေးတာတွေလည်းလောက်ခဲ့ရတယ်လို့ဆိုပါတယ်။အရှေ့လက်ပိုင်းဒေသ၄ပိုင်းနဲ့တဲကိုစတင်ချင်းနဲ့ဝင်အောင်လာချိန်မှာတော့ဗီဒူးတွေကိုအမေရိကန်ရဲ့ချန်ယန်တိုက်လေယာဉ်တွေကစောင်းချိုပြီးတော့ချန်ယန်ကာကွယ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီလေယာဉ်တွေစုဆုံပြီးအတူပူးရဲဆက်စင်ရေးပြန်တန်းတာဟာရှုပ်ထွေးပြီးတော့အချိန်ကြီးဖြစ်အောင်အထူးအနှိုးစိတ်စီစဉ်ထားရတဲ့အပိုင်းလို့ဂိမ်းကရှင်းပြပါတယ်။ဒါပြင်ဂိမ်းကဆက်စင်ရေးအတွက်မှာဗီဒူးလေယာဉ်တွေနဲ့အမေရိကန်ရေးတပ်ကြားပြင်းမှတ်ခွဲဝေတာဝန်ယူရတဲ့အပိုင်းတွေကိုလည်းမြေပုံနဲ့တကွာရှင်းပြခဲ့ပါတယ်။ မေရိကန်ရဲ့တိုက်လေယာဉ်နဲ့ဘုံကျဲလေယာဉ်တွေကအီရန်ရဲ့လေပိုင်နက်တဲကိုမွန်ရောက်ခင်လင်းပါတယ်။အိုမန်ပင်လယ်ကွေနားမှာရှိနေတဲ့အမေရိကန်ရဲ့ရင်ငုံသင်္ဘောတစ်စီးကတိုမန်ဟော့ခရူဒုံးကျည်အနည်းဆုံး၂ဒါဇင်ကိုတွဲလိုက်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီဒုံးကျည်တွေဟာ F-1 နျူကလ িয়ার စကန်နဲ့နေတဝိုက်မှာကြားရောက်ပောက်ခွဲခဲ့ပါတယ်။အဲဒီနောက်တစ်ချိန်တည်းမှာပဲဗီဒူးတွေကအီရန်လေပိုင်နက်တဲမဝင်ခင်မှာအမေရိကန်လေတပ်ဟာအယောင်ပြပြင်းမဲ့အတုတွေအုံပြူတာပါဝင်အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုလှည့်စားချိုးနှိမ်ဖို့ပြင်ဆင်ထားခဲ့တယ်လို့ ိုင်းလေရင်တွေကလည်းအီရန်ရဲ့လေပိုင်နက်ကိုစိုးမိုးပြီးဂျိုတင်လမ်းကြောင်းရှင်းပေးထားတယ်လို့ဆိုပါတယ်။ပြီးတော့ရန်သူဘက်ကဝင်ရင်ပြည့်ဒုံးကြီးတွေပြန်တက်လာနိုင်တဲ့ခြေနေတွေကိုလည်းမျက်ချင်းမပြတ်စောင့်ကြည့်ခဲ့တယ်လို့ကိန်းကပြောပါတယ်။ဒါပေမဲ့အဲဒီတုန်းကအမေရိကန်ရဲ့လေရင်အုပ်ကြီးဝင်ရောက်လာတဲ့ချိန်မှာအီရန်ဘက်ကတုံ့ပြန်ဖြစ်ခတ်မှုတစ်ခုခုရှိခဲ့သလားဆိုတာကိုတော့ခုထိမသိသေးဘူးလို့ကိန်းကဆိုပါတယ်။အီရန်စံတော်ချိန်အရဇွန်လ22ရက်နေ့မနက်9:30မိနစ်လောက်မှာတော့အမေရိကန်လေတပ်ရဲ့ပထမဆုံးဗီဒူဘုံကျဲလေရင်တစ်စီးဟာတလုံးကိုပေါင်300လောက်လေးချိန်ရှိပြီးတော့ မြေအောက်ထိနက်နက်ရှိုင်းရှိုင်းဒုံးဝင်နိုင်တဲ့ဖျားပြင်းဘန်ကဖြတ်ပုံးနှလုံးကိုစတင်ကျချခဲ့ပါတယ်။ဘန်ကဖြတ်ပုံးနေရဲ့ဘရင်တို့တင်စားခံရတဲ့ GBU 57 AR မှဘုံကြီးတွေကိုအမေရိကန်ကစစ်ပွဲမှာပထမဆုံးချိန်လက်တွေ့အသုံးချလိုက်ခြင်းလည်းဖြစ်ပါတယ်။နောက်ထပ်25မိနစ်တွင်စစ်စုပေါင်း B26 စီဟာဖော်တိုစကန်ကိုဘန်ကဖြတ်ပုံးဆက်နှလုံးကျချထားပြီးဖြစ်နေတယ်လို့တခြား B2 ဘုံကျဲလေးရင်တွေကလည်း Nestan စကန်ကိုဘုံနှလုံးကျချခဲ့ပါတယ်။အဲဒီချိန်တွင်မှာပဲ Alpha Han စကန်မှာလည်းဒုံမဟော့ဒုံကြီးတွေကဇက်တိုက်ကြားရောက်ပောက်ကွဲနေခဲ့ပြီးပါပြီ။ အီရန်ရဲ့အဓိကပြမတ်ဒုံးခုစလုံးကိုဘုံနေကျဲဒုံးချီမိုးတွေရွာခဲ့ပြီးတဲ့နောက်အမေရိကန်စစ်လေရင်တွေအီရန်လေပိုင်နက်ကနေပြန်ထွက်လာတဲ့အထိဒုံးပြန်ပြက်ကတ်မှုဘာတစ်ခုမှမကြုံခဲ့ဘူးလို့ကိန်းကပြောပါတယ်။အီရန်ရဲ့တိုက်လေရင်တွေဟာလုံးဝပြန်တက်မလာခဲ့ကြအောင်အီရန်ရဲ့ဝင်အပြစ်ဒုံးချီစနစ်တွေဟာလည်းအမေရိကန်တိုက်လေရင်တွေနဲ့ဘုံကျဲလေရင်တွေဝင်လာတာကိုထောက်လန်းသိရှိခဲ့ဖို့မပေါ်ကြောင်းမရှင်တလျှောက်လုံးမှာရန်သူကိုအငိုက်ပန်းတိုက်ခိုင်းနိုင်မှုကိုအကောင်းဆုံးလုံဆောင်နိုင်ခဲ့တယ်လို့ကိန်းကမှတ်ချက်ပေးသွားပါတယ်။ အဲ့ဒီမရှင်တစ်ခုလုံးမှာဗီဒိုခုနှစ်စီအပါအဝင်တိုက်လေရင်တွေနဲ့ဂင်ထောက်တိုက်လေရင်တွေဇီဖြဲတဲ့လေရင်တွေအားလုံးပေါင်းလေရင်125စီပယ်ရင်စနစ်ပါတဲ့ဇလက်နဲ့စုစုပေါင်း85ခုထပ်မင်းကိုအသုံးပြုခဲ့ကြအောင်ကနအူးထောက်လန်တရှိထားတဲ့ချက်လက်တွေရောက်ပြင်းမနေရဒုံခုစလုံးကြီးကျယ်ပျက်စီးခဲ့တယ်ဆိုတာအတိအပြုသိရှိထားတယ်လို့ကိန်းကပြောပြပါတယ်ဒါပေမဲ့ထိခိုက်ပျက်စီးမှုအခြေအနေအတိအကျကိုသိဖို့တော့အချိန်ယူရမယ်လို့သူကအတိအပြုသွားပါတယ်ဒါပြင်သူကအီရန်အနေနဲ့အမေရိကန်ကိုလက်တုံးပြန်တိုက်ခိုက်တာမျိုးဘာတစ်ခုမှမလုပ်သင့်ဘူးလို့လည်းချင်းချောက်သတိပေးခဲ့ပါတယ် တကယ်လို့အီရန်ဘက်ကတိုက်ရိုက်တုံးပြန်တာဖြစ်စေအီရန်ရဲ့လက်ဝှေ့ကန်အဖွဲ့အစည်းတွေကတိုက်ခိုက်လာတာဖြစ်စေအခြေအနေတွေအားလုံးတို့အမေရိကန်တပ်ကအမြင့်ဆုံးဆင့်တက်လက်ပြင်ဆင်ထားကြောင်းဒီလိုရမျိုးဟာအင်မတန်အသိဉာဏ်နှုံနေတဲ့ရွေးချက်မှုဖြစ်နိုင်ပြီးအမေရိကန်ဟာကိုကိုကိုကာကွယ်နိုင်ကြောင်းကိန်းကဆိုသွားပါတယ်ဒါပြင်အမေရိကန်ကာကွယ်ရေးဝန်ကြီးကလည်း Midnight Hammer စစ်စင်ရေးဟာမယုံကြည်နိုင်လောက်အောင်ထုတ်ခဲ့အောင်မြင်ခဲ့တဲ့လှုံ့ဆော်ချက်တခုလို့ညွှန်းဆိုခဲ့ပါတယ်ဒါပြင်ကာကွယ်ဦးစီးချုပ်ဖြစ်တဲ့တမရာထရန်စီကပေးရတဲ့အမိန့်ဟာဒီကြအကောင်ပြီးရန်ရှင်းလင်းပြသားတယ်လို့သူကပြောပါတယ် ဒါပေမဲ့အထူးပြုပြောလိုတာကဒီစစ်စင်ရေးမှာအမေရိကန်ဟာအီရန်ရဲ့သားပြည်သူတွေကိုရောအီရန်စစ်တပ်ကိုပါပြင်းမှတ်ထားခဲ့တာမဟုတ်ဘူးလို့ဆက်လက်ပြောပါတယ်။ဒါပြင်အမေရိကန်ရဲ့ဗီဒိုးတွေဟာစစ်စင်ရေးအတွင်းဝင်ရောက်တိုက်ခိုက်ပြီးတာနဲ့ချက်ချင်းပြန်ထွက်လာခဲ့ကြအောင်။အဲဒီချိန်တွေကိုတကဘာလုံးကတိတောင်မတိလိုက်ကြကြအောင်။၂၀၁၀နောက်ပိုင်းအရှေ့အကျဆုံးဗီဒိုးစစ်စင်ရေးဖြစ်တယ်လို့ MOB လို့ခေါ်တဲ့ GPU 57ဘုံးတွေကိုပထမဆုံးအသုံးပြုနိုင်ခဲ့တဲ့တမိုင်းဝင်ခိုက်တန့်ဖြစ်ခဲ့တယ်လို့သူကညွှန်ဆိုသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့တဲ့တိုင်းပြည်သက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်ရဲ့ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ